LOL by ပညာဆိုတဲ့မြန်မာ YouTube channel တစ်နှစ်ထန်းနဲ့ subscriber 9000ကျော်ပဲလို့ရခဲ့လေလေ့လာကြည့်ရအောင်။ တပ်ပုံရိုက်တိုင်းလက်နဲ့ချောင်းထောင်ပြီးစင်စာတိုင်းမေးစည်းပွတ်တက်ကိုပညာရဲ့ဗီဒီယိုတွေသုံးတက်နေတာမို့ကြုံရင်ကြုံသလိုသူ့အသုံးအနှုန်းတွေသုံးသွားမယ်စိတ်မရှိနဲ့တော့ညိုကီလို့ဟဲဟဲ Okay ပါမြန်မာမှာ Facebook သုံးဆွဲသူဦးရေ28မီလီယံရှိပြီး YouTube သုံးဆွဲသူကတော့1မီလီယံသာရှိတယ်လို့ခန့်မှန်းရပါတယ် Subscriber 9သိန်းဆိုတာကမြန်မာ YouTube Market ရဲ့၄ဘုံတဘုံကိုကင်ထားတဲ့သဘောတရားပါ YouTube မှာအောင်မြင်မှု Facebook လောက်မလွယ်ပါဘူး YouTube မှာ10မိနစ်ကုန်나이ပေါင်း900စာဗီဒီယိုတွေတက်တယ် တနားီမှာနားီ3000ဆာတရက်ကိုနားီ9သိန်း1000ဆာဗီဒီယိုတွေတက်ပါတယ်ဒီတော့တပတ်မှာ7မိနစ်မိနစ်20ဆာကိုတင်လိုက်တဲ့ဗီဒီယိုတွေကဒီလိုတခြားဗီဒီယိုတွေပေါင်းများများစွာကိုကြော်ပြီးကိုပရိတ်သက်စီရောက်ဖို့ဘလောက်ခက်ခဲလဲညုတ်ကီတို့သဘောပေါက်ပြီးထင်ပါတယ် Okay YouTube မှာပေါက်ဖို့တလောက်တောင်ခက်တာကိုပညာ YouTube algorithm ရဲ့အချက်တော်ဘယ်လိုဖြစ်သွားတာလဲနေပေါင်း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 ကောင်းလာပြီလား ကိုပညာလုပ်နေတဲ့ reaction video တွေက YouTube မှာ viral ဖြစ်တဲ့ video ကဏ္ဍ6ခုထဲကတစ်ခုပါတခြားကဏ္ဍတွေကတော့ challenge ရက်30 social media မသုံးဘူးဒါမှမဟုတ်လဲရက်30 exercise ပုံမှန်လုပ်မယ်အစရှိတဲ့ပြင် featuring large youtubers အောင်မြင်နေတဲ့တခြား youtuber တွေနဲ့တွဲပြီး video ထုတ်ခြင်း drama drama များပြီး emotional ဖြစ်တဲ့ video တွေထုတ်ခြင်း prank သူများကိုပြောင်လောင်တဲ့ video တွေထုတ်ခြင်း money related ငွေရေးကြေးရေးနဲ့သက်ဆိုင်တဲ့ကဏ္ဍ အစရှိတဲ့ပြင်ဖြစ်ပါတယ်။ကိုပညာရဲ့ reaction video လေးတွေက drama ဇာတ်ခင်းတာကောင်းပါတယ်။တကယ်ကိုဟာတဲ့သဘောတရားတက်ရောက်လို့လူတွေကညာကိုနိုင်အထိစောင့်ပြီး live ကြည့်ကြတာပါ။ ကိုလုံးတဲ့ဗီဒီယိုက viral ကဏ္ဍ6ခုထဲမှာတစ်ခုပါရင်အောင်မြင်မှုအလားအလာကောင်းနေတာအခုကိုပညာရဲ့ဗီဒီယိုတွေက reaction or drama ရောကဏ္ဍနှစ်ခုကိုထိထိရောက်ရောက်ကင်နိုင်ထားတယ်ဆိုတော့ viral ဖြစ်ဖို့အလားအလာကနှစ်ဆပိုကောင်းလာတာပါသူအင်းကြီးအဝါရောင်နေဆိုတော့တောက်ပ LOL by ပညာ channel ပေါ်တင်လိုက်တဲ့ဗီဒီယိုတိုင်းက views တွေဘာကြောင့်များနေရတာလဲလူတွေ click နှိပ်ချင်လောက်အောင်ဆွဲဆောင်မှုရှိတဲ့ thumbnail လေးတွေဖန်တီးနိုင်လို့ပါ YouTuber တော်တော်များများကဗီဒီယိုကောင်းဖို့69ရာခိုင်နှုန်းအချိန် editing အတွက်ပေးပြီး thumbnail ကိုတော့ဖြစ်တယ်လို့တင်တတ်ကြပါတယ်။စိတ်ဝင်စားစရာမကောင်းတဲ့ thumbnail တွေကိုဘယ်သူမှကလစ်နိုင်ပြီးမကြည့်ကြပါဘူး။ဒါကို YouTube algorithm က click through rate လို့ခေါ်ပါတယ်။ click through rate နဲ့တဲ့ဗီဒီယိုတွေကို YouTube algorithm ကလူအများစုကိုမပြလို့ဗီဒီယိုတွေအကြောင်းအရာဘလောက်ကောင်းကောင်းကြည့်တဲ့ views တွေရှိတဲ့လောက်မရှိကြတာပါ။ channel အစမှာတော့ကိုပညာလဲလက်တက်ဆန်းနေတုံးပါပဲ။ thumbnail ပုံလေးတွေကအခုလောက်ထိကြည့်လို့မကောင်းသေးပါဘူးအခုဆိုရင်ကိုပညာရဲ့ video တွေကဘာအကြောင်းအရာတွေတင်ဆက်မလဲဆိုတော့ကို thumbnail ကြည့်တာနဲ့သိလို့ရပါတယ် thumbnail မှာသုံးတဲ့ font တွေကအာယုံဆိုင်ဆရာမလို့ပဲဖျက်ရတာလွဲတယ်သုံးထားတဲ့အယောင်လေးတွေကလည်းအဖြူအဝါခရမ်းဒီ၃ယောင်ပဲတသမှတ်ထဲသုံးပါတယ်။ဒီတော့ LOL ပိုင်းပညာဆိုတဲ့ brand ကိုမှတ်မိရတာလွယ်ပါတယ်။ အကြောင်းအရာကိုအလေးမပေးတဲ့ thumbnail တွေကကိုပညာ channel မှာလည်းပေါက်တင်သလောက်မပေါက်ပါဘူး။ဒါပါကြောင့်လဲဆိုတော့ကိုပညာကိုအလေးပေးတဲ့ thumbnail တွေကကိုပညာကိုတီးတဲ့သူတွေကသာကြီးကြမှာပါ။အကယ်လို့ ခု subscriber တင်တာမက audience အစ်စ်တွေစီပါရောက်ချင်တယ်ဆိုရင်တော့အကြောင်းအရာကို အလေးပေးဖို့လိုအပ်ပါတယ်။ဒါမှလည်း video ကိုခု audience တင်တာမက audience အစ်စ်တွေကပါစိတ်ဝင်တစားကြည့်လာကြမှာပါ။ခု video ကို click နှိပ်ပြီးကြည့်တဲ့လူများလေးလေး YouTube က audience အစ်စ်တွေကိုချက်ပြီးပြလေးလေးပါပဲ။ကိုဗီဒီယို viral ဖြစ်ချင်တယ်ဆိုရင်တော့လူတွေကလစ်နှိပ်ချင်စရာကောင်းလောက်အောင် thumbnail လေးတွေကိုဖန်တီးထားဖို့လိုအပ်ပါတယ် thumbnail ကောင်းလို့ click နှိပ်ပြီး ဗီဒီယိုကြည့်ဖို့လူတွေရောက်လာပြီပြဿနာနောက်တစ်ခုရှိပါတယ်ဒီ audience တွေကိုအဆုံးထိကြည့်အောင်ဘယ်လိုအာရုံစွဲဆောင်မလဲ YouTube ပေါ်မှာ audience 30ရာခိုင်နှုန်းကပထမ3စက္ကန့်အတွင်းဗီဒီယိုဆက်မကြည့်ဘဲထွက်သွားတတ်ကြပါတယ်ဒါကို drop out rate လို့ခေါ်ပါတယ် drop out rate များတယ်ဆိုရင် YouTube algorithm ကဒီဗီဒီယိုစိတ်ဝင်စားစရာကောင်းမဲ့ပုံမပေါ့ဘူးဆိုပြီးသတ်မှတ်တတ်ပါတယ်ဒီလိုသတ်မှတ်ချင်းခံရရင်တော့ကို့ဗီဒီယိုက YouTube suggestion တွေကနေတဖြည်းဖြည်းပျောက်သွားမှာပါဒီပြဿနာကိုကို့ ညာဘယ်လိုဖြစ်ရှင်းလဲဗီဒီယိုစတာနဲ့အကောင်းဆုံးအရေးရဆုံးအပိုင်းတွေကိုသူကအရင်ပြတတ်ပါတယ်ဒူဘိုင်းကလည်းပြန်လာပြီဆိုတော့ကောင်းပါတယ်ကောင်းပါတယ်မောင်လေးဒူဘိုင်းကပြန်လာတယ်ဆိုရင်တော့မှဟိုမြန်မာနိုင်ငံရဲ့အခြေခံလားစာဘယ်လောက်လဲသိတာပြောင်းမင်းကွယ်မသိဘူးပြဒူဘိုင်းကပဲပြန်လာပြန်လာဘယ်ကပြန်လာပြန်လာမြန်မာနိုင်ငံရဲ့အခြေခံလားစာတသိန်းခွဲမှာစင်ပြေမနဲ့ဖျားစာဆင်လို့ရတာရှင်မမလေး family တိုက်နော် ါတို့ကတော့ရှောင်းနေငါတို့ကတော့ရှောင်းနေဟိုးသူများဝန်နဲ့ဘိုးရတယ်ငါတို့ကတော့ရှောင်းနေလီတိုက်ဆိုရင်ရှောင်းတယ်မင်္ဂလာပါတို့အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်ကတော့ကျွန်တော်ပဲဖြစ်ပါတယ်တို့ကျွန်တော်တော့ထုံးစံနေကျွန်တော်ပဲဖြစ်ပါတယ် ဘာညာတာရကာတွေကအဲဘာညာတာရကာအဲဘာညာတာရကာ audience drop out အများဆုံးဖြစ်တဲ့ပထမ30စက္ကန့်နောက်မှာမှလာတာသတိထားမိကြမှာပါလူတွေကဟာဒီဗီဒီယိုကရေရတယ်ဆက်ကြည့်ကြတယ်ဆိုတော့ဆွဲဆောင်မှုတစ်ခုကို ဖန်တီးပြီးတော့မှ intro ဝင်တာပါဟောမန်နေတစ်ခေါက်လားတစ်ခေါက်လားတစ်ခေါက်လားတုံးသားအန်တီ intro မှာစိတ်ဝင်စားစရာအကောင်းဆုံး content တွေတင်နေဆိုတာကပထမ30စက္ကန့်အတွင်းလူ40ရာခိုင်နှုန်းကဗီဒီယိုမကြည့်ပဲထွက်သွားတယ်ဆိုတဲ့ပြဿနာတစ်ခုကိုပဲဖြေရှင်းလို့ပြီးပါသေးတယ်။လူတွေကိုဗီဒီယိုအဆုံးထိကြည့်အောင်ဘယ်လိုဆွဲဆောင်မလဲ။ဒီမေးခွန်းက YouTuber တိုင်းအတွက်အသက်ပါ။ကိုပညာဟာအလွန်ကိုပဲရုပ်ရည်ချောမောတိတိကျကျကျနဲ့ reaction လုပ်နေတဲ့ကောင်းဆိုလေးတယောက်ပါ။စာဝတ်ချောတာအဲ့ဒါကြောင့်နေမယ်။ ခေါခေါမပြောင်းနဲ့ကိုပညာရဲ့ဟာတညာရွှင်ပုံ YouTube ပေါ်မှာဇက်ခင်းနိုင်တဲ့အရေးချင်းတွေကဒီပြဿနာဖြေရှင်းဖို့အများကြီးအထောက်အကူပြုပါတယ် Nice ချက်ချလက်ကြကြည့်မယ်ဆိုရင်တော့ပထမတစ်ချက်အကြောင်းအရာစုံလင်ခြင်းကိုပညာတင်ဆက်တဲ့ဗီဒီယိုတွေကအကြောင်းအရာစုံလင်ပြီးပြင်ဖို့တောင်အချိန်မရပါဘူး reaction video တိုင်းမှာအများထဲအကြောင်းအရာတွေက3ခု4ခုပါနေတတ်တာမို့ရပြင်းရရင် video ဘယ်လိုပြီးသွားလဲတောင်မသိလိုက်ရပါဘူးဒုတိယတစ်ချက်အနေနဲ့ editing လုပ်တာ share ကောင်းပါတယ် video တွေကပြောစရာကုန်မလို့ lighting ကောင်းကောင်း camera ကောင်းကောင်း sound recording ကောင်းကောင်းသုံးထားတော့ထွက်လာတဲ့ video quality က share မှ share ကိုပညာကတရုတ်ဆောင်ဟန်ဆာမုံဝင်းတို့နဲ့မကြမကြတပ်ပုံရိုက်တာတွေ့ရတယ်။ညဗီဒီယိုမတင်နဲ့တဲ့သူမုတ်ကျွေးမယ်ဆိုလို့အဲ့ဒါကျွန်တော်အဲ့ဒါတကယ်တင်နေတာ။ဒီတော့ဇက်သပင်လောကအမှုပညာလောကကိုသူကောင်းကောင်းနားလည်တယ်လို့ခံမှန်းချက်ချလို့ရပါတယ်။ဇက်သပင်တစ်ခုမှာဟာတာတရုတ်ဆောင်ဟာတာပြောပြီးပါလုံးလေ။စိုင်းတွေမောင်းနေတီးတယ်။ဒီတော့ပြောလိုက်တဲ့ဟာတာပို့ပြီးထိရောက်သွားလို့ခံစားရတယ်။တက်မုံမြင့်နဲ့ငါနဲ့လေရွေးချင်းမမြပါဘူးကွာ။ဟုတ်ကဲ့ငါ တလွဲတွေရနေတာကိုပညာရဲ့ YouTube ဗီဒီယိုတွေမှာလည်းအလားတူပါပဲ Sound effect တွေ reaction video လေးတွေကွတ်တီကွတ်တီထီထီရရောက်တုံးတာတော့ကိုပညာရဲ့ဟာတာတွေကစေစအဆ20အိုရီရတယ်လို့ခံစားရပါတယ်အမှုပညာရှင်တွေကိုမွေးထုတ်ပေးတဲ့နေရာ TikTok ကိုလည်းသွားမှာဖြစ်ပါတယ်ဆိုတော့တတိယတစ်ချက်အနေနဲ့ trend checking လုပ်တာအရန်တော်ပါတယ် trend checking ဆိုတာက ကျွန်တော်တို့လူမှုအတိုင်းဝိုင်း social media ပေါ်မှာ trend ဖြစ်နေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး video ဖန်တီးတာကိုဆိုလိုတာပါဥပမာမြမြရေပန်းစားနေတဲ့အချိန်မှာမြမြအကြောင်းသူ့ဘက်မှာအဝတ်လျှော်လဲသူ့နာမည်ဘာတွေပြောင်းလိုက်ပြီလဲအဆရှိသဖြင့်ပေါ့ဟုတ်ရေချိုးနေတာဂျပန်သွားတာ trend ဖြစ်နေတဲ့အချိန်မှာဂျပန်သွားတဲ့အကြောင်း ပြောစရာတွေရှားလာတဲ့အချိန်မှာတော့ကျွန်တော်တို့တောက်နေတဲ့တောက်ရည်တန်းအချောင်းအဆရှိသဖြင့်ပါ trend checking ကောင်းကောင်းလုပ်နိုင် channel ပေါက်ဖို့မကြပါဘူးပေါက်ပြီးသား channel ဆိုရင်လည်း engagement တွေပိုပြီးကောင်းလာမှာပါခင်ဗျာသူ့ကြိုက်လမ်းတွေခေါ်တော့အတီပေါက်ကြီးနဲ့နော်အတီပေါက်ကြီးနဲ့နော်သူလဲစားတယ် trend checking လုပ်တတ်ဖို့အချက်၃ချက်လိုအပ်ပါတယ်၁လက်တလောဘာတွေဖြစ်နေလဲသိဖို့၂ဒီဖြစ်ပျက်တွေကငါ့ channel လဲဘယ်လိုသက်ဆိုင်မှုရှိလဲနားလဲဖို့၃ ငါဒါလုတ်လိုက်ရင်ပရိသတ်တွေစိတ်ဝင်စားမလားဆိုတာနားလဲပေါ့ကိုပညာအတွက်ကပရိသတ်တွေ reaction လုတ်စေချင်တဲ့ video တွေပို့ပေးပေမဲ့ဘယ်ဟာကိုတော့ reaction လုတ်မဲ့ဘယ်ဟာကိုမလုတ်ဘူးဆိုတဲ့သုံးသပ်နိုင်စွမ်းကကိုပညာနဲ့ဖွဲ့သားတွေကသာဆုံးဖြတ်ကြတာပါတင်လိုက်တဲ့ဗီဒီယိုတွေကပေါက်နေတော့ကိုပညာမြန်မာဆိုရှယ်မီဒီယာ trend ကိုဘလောက်ထိကျွမ်းကျွမ်းကျင်ကျင်နားလည်နေလဲသဘောပေါက်လို့ရပါတယ်။စိတ်ရောက်စားဖို့မြေကြီးတူကနေစပြီးတော့စိတ်ရောက်ရင်းလေပဲနေတယ်ဒီကကျွန်တော်တာဝန်ယူရတာပါ။ဟောပယံကောင်းဘော ရန်ကောင်းဘူးကိုပညာလိုတစ်နှစ်အတွင်း 500k subscriber ရခြင်းနဲ့ဆိုရင်နံပါတ်1ကလစ်နှိပ်ချင်စရာကောင်းလောက်တဲ့ thumbnail လေးတွေကိုဖန်တီးဖို့ကြိုးစားပါနံပါတ်1 editing ကောင်းကောင်းလုပ်ပြီးပရိသတ်တွေစိတ်ဝင်စားမှုကိုဖန်တီးယူပါနံပါတ်3 trend jacking ရဲ့အာဏိသင်ကိုယာနှုံးပြိအသုံးချဖို့ကြိုးစားပါ LOL by ပညာ channel ဟာ YouTube အချစ်တော် channel တစ်ခုဘာကြောင့်ဖြစ်နေလဲ ကိုတင်လိုက်တဲ့ဗီဒီယိုတခု YouTube ပေါ်မှာပေါ့ဖို့ဘာတွေလုပ်ရမလဲ YouTube algorithm ကဘာတွေကိုကြည့်တက်လဲအစားရှိသဖြင့်ပညာတာရကညိုကီတို့နားလဲကြပြီထင်ပါတယ်ကောင်းလိုက်လေရောက်ကိုရောက်နေတဲ့နေရာကနေပညာပါပါနဲ့ဒီဇိုင်းမမတ်စူးစမ်းမယ်ဆိုရင်တော့ညိုကီလည်းတေချာပေါက်အောင်မြင်ပါပါထပ်ပြီးဘယ် YouTube channel အကြောင်းကိုသုံးသပ်ရမလဲညိုကီ comment box မှာပြောခဲ့ပါဒီလိုဗီဒီယိုလုပ်ရတာအချိန်အများကြီးပေးရပါတယ်အချိန်ကုန်ရကြုံးနဲ့အောင် like comment subscribe လုပ်ခဲ့ပါအောင်နော် subscribe လုပ်ပြီးသွားရင်ဘေးနာခေါင်းလောင်းလေးလည်းနှိပ်ခဲ့ပါဦးကျေးဇူးအများကြီးတင်ပါတယ်ဆရာဒီနေ့ဗီဒီယိုဒီမှာတင်ပေးနားကျင်ပါလေ